အခုချိန်ထိဆယ်လီနာဂိုမက်စ်နဲ့ဂျက်စတင်ဘီဘာကိုစိတ်မချတဲ့ဟယ်လီဟယ်လီဘီဘာကဆယ်လီနာဂိုမက်စ်နဲ့ဂျက်စတင်ဘီဘာကိုဘယ်တော့မှစိတ်မချခဲ့ဘူးလို့သိရပါတယ်ဒီအကြောင်းကိုအတွင်းလူတစ်ယောက်ကနေကြားသိခဲ့ရတာဖြစ်ပြီးတော့ပရိသတ်တွေကလည်းအံ့ဩနေကြပါတယ်ဆယ်လီနာနဲ့ဂျက်စတင်တို့ကအချိန်တော်ကြာတွေ့ခဲ့ကြပြီးတော့ ပရိသတ်ရဲ့အချက်တော်ဆောင်တွဲလေးဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ Justin က2018ခုနှစ်ကဟေလီနဲ့လက်ထပ်ခဲ့ပြီးတော့မိသားစုဘဝကိုတည်ဆောက်ခဲ့တာကြောင့်ပရိသတ်ကလည်းဝမ်းနည်းခဲ့ကြပါတယ်။အခုချိန်မှာတော့ Justin နဲ့ Haley တို့ကကိုယ်ပိုင်မိသားစုဘဝနဲ့အဆင်ပြေနေတယ်လို့တယောက်နဲ့တယောက်အရင်ချစ်နေကြတယ်လို့ပရိသတ်တွေသိကြပေမဲ့အတွင်းသတင်းတွေအရ Haley က Justin နဲ့ Sally ကိုဘယ်တော့မှမစိတ်မချခဲ့ဘူးလို့ကြားသိရပါတယ်။ပရိသတ်တွေတချို့ပြောတာကတော့ Justin တို့အင်တော်ကြီးက ထင်သလိုအဆင်မပြေဘူးလို့ပြောနေကြသလိုတချို့ကတော့ဒီသတင်းတွေကကောလာဟာလာရိတာဖြစ်ကြောင်းပြောဆိုမှုတွေလည်းရှိခဲ့တာပဲဖြစ်ပါရဲ့ရှင်။